။စာရေးသူဆရာတက်လုံရေးသားထားတဲ့တတိယနားဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကရီလိုက်စမ်းပါဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးချင်ပါတယ်။ကျမတို့စာဖတ်သူခွန်ရှချူပါ။ Listeners Heaven Audio Book Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။ဟာတာခံစားတတ်မှုပမာဏကိုကိုအလေးချိန်နဲ့တိုင်းတာကြည့်မယ်ဆိုရင်အဲ့လိုကြံတဲ့သူအယူလို့ခေါ်ကြပါလိမ့်မယ်။ဒါပေမဲ့လိလာတွေးရှိချက်အရဆိုရင်တော့ တဘာဝအလျောက်ဝရတဲ့သူတွေကရီမောလွယ်ကြပြီးတော့ပိန်တဲ့လူတွေကရေပူရအဖြစ်မျက်နှာထားတီ၍အကြီးအမောနဲပါတတ်ကြပါတယ်။ဒီလိုဖြစ်ရတာအတိတ်ပဲရှိတယ်။ထာဝရစင်ပင်အာယုံကြောတင်းကျက်ရတဲ့အခြေအနေမှာရောက်နေရသူတွေအင်အားကိုသုံးပစ်နေကြပါတယ်။တကယ်တော့အဲ့ဒီအင်အားကကိုယ်ခန္ဓာတ िश्यू တွေတိဆောက်ရမှာအသုံးပြုရမယ့်အင်အားဖြစ်ပါတယ်။ဒါကြောင့်စိတ်ရှုပ်တာတာဝန်ပိတာစတဲ့ အာယုံကြော တင်းကျပ်ရတဲ့အခြေအနေကိုရောက်နေရသူတွေကအင်းအားကိုကိုခန္ဓာတိဆောက်မှုမှာမတုံးဖြစ်ပဲအာယုံကြောတင်းကျပ်ရမှုမှာတုံးနေကြခြင်းလို့ဆိုရပါလိမ့်မယ်။ရင်မောတာပိတ်မိနေတဲ့စိတ်ကျဉ်းကျပ်မှုတချီတည်းနဲ့ပွင့်ထွက်လောက်အောင်ဖွင့်ထုတ်ပေးတာဖြစ်လို့စိတ်ကိုပုံမှန်အခြေအနေသို့ချက်ချင်းရောက်စေပါတယ်။အလွယ်ကူဆုံးနဲ့အမြင့်သာဆုံးသောတာဒကားကိုပြရမယ်ဆိုရင်အစည်းအဝေးတွေ conference တွေမှာကြည်ပါ။ ပါဝင်ဆွေးနွေးရသူတွေတက်ကြွလာတဲ့အခါမှာအခြေအနေကပူလောင်လာပြီးတော့ဆူဆူညံ့ညံ့နေဖြစ်လာတဲ့အခါကျွမ်းကျင်တဲ့ဥက္ကဋ္ဌကရည်စရာအရှုံးကလေးဖောက်လိုက်တဲ့အခါအားလုံးရှီမောမိကြတယ်။အဲ့ဒီအခါတရှိန်ရှိန်တက်ကြွနေတဲ့စိတ်တွေအေးငြိမ့်ကြရတယ်။အာယုံချင်းချက်မှုတွေရော့ကျလာရပါတယ်။ဒီလိုနဲ့ပြန်လည်ပြီးတော့ဆွေးနွေးကြတဲ့အခါမှာတော့ချိန်ခွင်ရှာညီမျှနေပြီးအကျိုးရှိတဲ့ဆွေးနွေးချက်တွေပေါ်ထွက်လာပါတော့တယ်။ ရင်မောတာသွေးလေပတ်မှုကိုလျင်မြန်စေရဲ့စိတ်ဆွမ်းအင်တွေကိုအသက်ဝင်စေရဲ့ခင်မင်ရင်းနှီးမှုတွေကိုနှွေးထွေးစေရဲ့ရေဘူးရအဖြစ်ခန္ဓာကိုယ်အဖွဲ့အစည်းတစ်ခုလုံးကျန်းမာတိုးတက်စေရဲ့အဲဒါကြောင့်ပျော်ပျော်နေသေးခဲ့တယ်ဆိုတာဆိုရိုးစကားညီကမတ်တာမဟုတ်ဘဲမှန်ကန်ခိုင်လုံတဲ့ကိုယ်စိတ်နှစ်ပါးကျန်းမာရေးဥပဒေတဖြစ်ပါတယ် ဆင်ကျင်တွေးတော့တာလိုမျိုးပဲရီမောတာကဘာပေါ်မှာရှိရဲ့တက်ရှိရိအနက်လူတွေသာပြုတ်လုတ်တတ်ပါတယ်။ဒါအပြင်လူသားအတွက်ရီမောတာဘာသာစကားထပ်ပင်အရင်ရှိကြသည်။ဒါကြောင့်ပညာရှင်တွေကလူရီမောအားဘာပြုတ်လုတ်တယ်ဆိုတာကိုအတိအကျမပြောနိုင်ကြတာပဲဖြစ်ပါတယ်။ခန္ဓာဗေဒသဘောကိုလေ့လာကြသူပညာရှင်တွေကရီမောချင်းဆိုတာလူသားအား မြောက်ဝလုံးမဘဝအခြေအနေမျိုးမှာရှိနေခဲ့စဉ်ဟာလဲကျသွားတဲ့ရန်သူအပေါ်အောင်နိုင်မှုကိုကြွေးကြော်တဲ့ပုံစံတစ်မျိုးလို့ဆိုပါတယ်။ကြောက်ရွံ့နေရမှုရုတ်တရက်စိတ်တုံးသွားတာကြောင့်ပျော်ရွှင်ခံစားရမှုရဲ့လက္ခဏာလို့လည်းဆိုကြရတယ်။ရန်သူဆောင်ကျင်းခဲ့တဲ့အတရီရုတ်ပြီးအနေရရှိမဲ့အခြေအနေကကျွန်တို့ရဲ့ကောင်းရာကောင်းချောင်းအတွက် ဖြစ်လာရခြင်းမှာပျော်ရွှင်သွားရတဲ့အကျိုးဆက်လက္ခဏာဆိုပြီးတော့လည်းဆိုကြပါတယ်။ သူတစ်ပါးရဲ့တင်းငယ်တဲ့စိုးရိမ်ကြောင်းကြအနောက်အရှက်ဖြစ်ရမှုကိုတွေ့တဲ့အခါကျွန်တို့ကမအောင်အီးနိုင်မယ်ရီလိုက်မိတာဒါရင်ကြောင့်ပဲဖြစ်ပါတယ်။ကစားနေကြတဲ့ကလေးတွေကိုကြည့်ပါ။သူတို့ကထာဝစဉ်မဲ့အဆက်မပြတ်ရီမောနေကြတယ်။တင်းငယ်နေတဲ့ကလေးတွေကလှောင်ပြောင်တာရီမောတာမပြုတ်တတ်ကြပါဘူး။လူကြီးတွေရီမောတာနဲ့ပတ်သက်ပြီးတော့ဒါဝင်ရဲ့ကောက်ချက်အရာဆိုတော့ အစီငုံမတဲ့စိတ်တက်ကြွစီတဲ့အံ့ဩမှုနဲ့ရီမောရခြင်းမှာကြီးမြတ်မှုသဘောတဘာဝတစုံတရာရီမောခြင်းရဲ့ဖြစ်လေဖြစ်ထားရှိတဲ့အကြောင်းရင်းဖြစ်ပုံရတယ်လို့ပြောပါတယ်။ဒါတော့ဟာတာနဲ့ပတ်သက်ပြီးတော့ခိုင်လုံတဲ့အတိတ်ပဲဖွင့်ဆိုချက်ဖြစ်ပါလိမ့်မယ်။အခြေခံအဖြစ်ဆိုရင် ဟာတာဆိုတာရုပ်တရက်ဖြစ်ပေါ်စေတဲ့အရာဖြစ်ပြီးတော့အဲ့ဒီအရာနှစ်သက်ဖွယ်လဲဖြစ်ရွှင်မြူးဖွယ်လဲဖြစ်တဲ့အစီငုံမတဲမှုတစုံတရာပင်ဖြစ်ပါတော့တယ်။ ဟာတရဲမှာမုတ်ချပါဝင်နေတဲ့အမီဆိုတာကတော့လူသားရဲ့ကျင်နာတတ်မှုဓာတ်တဘာဝဖြစ်တယ်လို့ပညာရှင်တွေကဆိုကြပါတယ်။ဒါပေမဲ့သတိပြုစရာကတော့ဟာတလို့ခေါ်နေကြတဲ့အရာတွေကဒီအချက်ကိုလိလုရှုနေကြတာပဲဖြစ်ပါတယ်။တင်ကနုပ်ပတိညံနဲ့အချက်ကြကြပြောရဲစကားညံလင်မှုနဲ့စကလုံးတွင်စိတ်ကူးတွေကိုအံ့ဩဖွယ်စီရင်မှုမှာကျွမ်းကျင်တာပဲဖြစ်ပါတယ်။ အထိတ်အငော့စကားအမှန်တရားအနည်းငယ်ကိုချဲ့ထွင်ပြီးတော့တစ်ဖက်သားအနောက်အရှက်ဖြစ်မှုဥတည်တယ်။တယောစကားအတဆန်ပြီးတော့အထက်စီးလေကိုအသုံးပြုရတတ်ပါတယ်။သူတစ်ပါးရဲ့အပြစ်ကို ထောက်ပြတာကတော့အခြားသူကိုနှိမ်ပြီးမိမိသားမှန်ကြောင်းတတ်သိထူဖို့ကြိုးပမ်းချက်ဖြစ်ပါတယ်။ဇလန်းစကွက်ဆင်ပြီးတော့မိမိအတကိုထောက်ပြမိုးမှန်သူကလည်းဟာသမြောက်တဲ့သူမဟုတ်ပါဘူး။ညဉ့်ညမ်းတဲ့အကြောင်းအရာတွေကိုပြောဆိုရတာလည်း တာဝန်မဲ့ရသူရဲ့ဖန်တီးမှုသာဖြစ်ပြီးတော့ဟာတလို့မခေါ်တော့ပါဘူး။ဒါရောပညာရှင်တို့လိလာကောက်ချက်ချခြင်းနည်းဖြစ်ပါတယ်။နမေဂျောရုရှားလိုမျိုးစိတ်တဗေဒပညာရှင်တော့စထရိုင်းယစ်ကီးကရေးသားဖို့ပါတယ်။သူကလူတဦးတယောက်ကိုကြာမြင့်စွာစိတ်တဗေဒနည်းနဲ့စစ်ဆေးရာထက်အဲ့ဒီလူရဲ့ရီမောခြင်းရနည်းအကဲခတ်ယူတာကပိုပြီးတော့ဒီလူအကြောင်းများများပြောနိုင်တယ်လို့ဆိုပါတယ်။ တင်ကိုယ်တိုင်းလဲစမ်းသက်ကြည့်နိုင်တယ်။စမ်းသက်ကြည့်ရမယ်နီလာရောမိတ်ဆွေတွေကိုသူတို့အကြိုက်ဆုံးရည်စရာကလေး၃ခုလောက်ပြန်ပြောပြခိုင်းပါ။အဲ့နောက်တင်တိထားပေးတဲ့သူတို့ရဲ့ဇယိုက်နဲ့သူတို့ပြောပြရတဲ့ဟာတာတွေကိုချိန်ထိုးကောက်ချက်ချကြည့်ဖို့ဖြစ်ပါတယ်။အဲ့ဒီအခါမှာသူတို့ရဲ့ဟာတာခံစားချက်ဟာသူတို့ရဲ့ဘဝပုံစံဟာလွှမ်းမိုးထားတယ်ဆိုတာကိုသတိပြုမိပါလိမ့်မယ်။ လူတွေကိုတယောက်နဲ့တယောက်ကွာဝေးနေစေတဲ့မယုံကြည်မှုတန်တရားရှိမှုတွေကိုချော်လွှားဖို့အတွက်ရီမောမှုဆိုတဲ့အရေးချင်းကတန်ဖိုးမဖြတ်နိုင်တဲ့အရာဝတ္ထုဖြစ်ပါတယ်။ကျွန်တော်တို့ကဟာတာအဖြစ်တယောက်ပေါ်တယောက်ယုံကြည်မှုတိုးတက်လာနိုင်တယ်။ဟာတာကလူမှုရေးဆိုင်ရာဖြည့်ရှင်းပေးသူညှိနှိုင်းပေးသူဖြစ်ပါတယ်။လိုက်လိုက်လဲလဲရီမောစရာကိုခွဲဝေခန်းစားနေခိုင်းမှာမျိုးစားကြီးရာ၎င်းတပြက်လဲသမားရာ၎င်းလူလူချင်းညီမျှမှု လူလူချင်းယဉ်နိမှုပေါ်အခြေခံတဲ့လူသားနှစ်ဦးအဖြစ်တို့ရောက်ရှိနေကြပါတယ်။ဒီလိုဆိုတော့လူမှုရေးအရာတို့မဟုတ်ပေါင်းသင်းဆက်ဆံရေးအရာအထီးကျန်ဖြစ်စပွဲအန္တရာယ်ရှိနေတဲ့သူတွေဟာမိမိတို့ရဲ့အဖြစ်အတွက်ရည်ရွှင်ပွဲကောင်းတာကိုဖော်ထုတ်ပြီးတော့အခြားသူတွေနဲ့ဆက်ဆံရင်းမှာဒီရည်ရွှင်ပွဲတွေကိုထုတ်ပြောခြင်းဟာသူတို့ရဲ့ပေါင်းသင်းဆက်ဆံရေးကိုကောင်းမွန်စေပါတယ်။ယောဂပျောက်ဖို့အတွက်မျှော်လင့်ချက်မရှိတော့တဲ့အာယုံကျောယောဂရှင်များသာလျှင် ဟာတာကိုလုံးဝခံစားမှုမရှိပဲမိမိနဲ့အခြားသူတွေအကြားမှာရှင်ရွှင်ချင်းတရားမထိုးပဲနေကြပါတယ်။လူတွေမှာပေါင်းတဲ့ဆက်ဆံရေးအတွက်အဆင်ပြေဆုံးကတော့ဟာတာကိုဖော်ထုတ်ပြီးရည်ရွှင်စေခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီဟာတာမှာကြားရတဲ့လူကိုထိခိုက်စေနိုင်တဲ့ဟာတာတော့မဖြစ်ရပါဘူး။ကြားရတဲ့သူတွေကလက်ခံနိုင်တဲ့ဟာတာမိမိကိုမိမိမန်နိုင်ပြုပြီးတော့ဒါမှမဟုတ်မိမိရဲ့ဦးကြောင်ကြောင်ဘဝကိုဖော်ထုတ်ပြီးတော့ဖွဲ့ထားတဲ့ဟာတမျိုးတော့ဖြစ်ဖို့လိုအပ်ပါလိမ့်မယ် ဘလိုပဲဖြစ်ဖြစ်ဟာတာကိုခံစားနိုင်မှုရဲ့အဓိကတန်ဖိုးကတော့မိမိကိုမိမိချီးမောနိုင်ခြင်းစัจ java လာတဲ့တွင်မိမိရဲ့တင်းနှုံမှုကို ရှုမြင်နိုင်စွမ်းရှိခြင်းအမှန်တရားကိုရဲဝံ့စွာနဲ့အကောင်းမြင်သဘောနဲ့ဖော်ထုတ်နိုင်ခြင်းစတာတွေမှာ တည်မိပါတယ် American သမရတဦးဖြစ်သူ Theodore Roosevelt ကညဦးပိုင်းစကားစမြည်ပြောပြီးတဲ့အခါ ူမိတ်ဆွေကိုဥယျာဉ်ထဲသို့ခေါ်ထုတ်သွားပြီးကောင်းကင်ပြင်မှဖက်ကဆက်နမင်းပြန်မဟာစတုကံကျေစုရဲ့လက်ဝဲအောက်ဘက်တောင်အလွန်နေရာမှာရှိတဲ့မိန်ပြပြအလင်းငွေကိုပြပြီးတော့အောက်ပါအတိုင်းပြောလိရှိပါတယ်အေးဟိုကအန်ဒရိုမီဒါလို့ခေါ်တဲ့ကြောင်လိန်ငကားငွေရန်ကျေစုပေါ့ကျွန်တော်တို့နေဆက်ကြဝလာတီရှိတဲ့ငကားငွေကျေစုလောက်ပဲကြီးရဲ့ အဲ့ဒါတိမ့်တန်းပေါင်းများစွာရှိတဲ့ငကားငွေကျဲစုတွေတွေကတခုဖြစ်တယ်လေအဲ့ဒီထဲမှာနေရီယာတန်းပေါင်းတသိန်းရှိနေပြီအဲ့ဒီနေတစ်စင်းကလည်းကျွန်တော်တို့နေထက်ကြီးတာကြီးပဲသူကဒီလိုပြောပြီးနောက်ဆက်၍ရီကပြောပြန်ပါတယ်ကဲကျွန်တော်တို့သေးတိမ်တာတိလောက်ပါပြီနော်အေးရဝင်ကြပါစို့လူကဘဝင်မြင့်နေလို့ရှိရင်ဟာသခံစားမှုကွယ်ပြောက်နေတတ်တယ် ဒါပေမဲ့လူသိများတဲ့စိတ်ဓာတ်ဗေဒပညာရှင်ဒေါက်တာဘီယန်ဝူလ်ကဟာတာကိုတံမိုးထားနိုင်တဲ့စွမ်းရည်သာမရှိဘူးဆိုရင်လူသားအလုံးဟာမိမိကိုမိမိတတ်သေးကုန်ကြမှာပဲလို့ပြောပါတယ်။ဟာတာဓာတ်ခံရှိတဲ့ငယ်စဉ်ကလေးဘဝကရံဖြစ်ခဲ့ရမှုတွေထိုးကျိတ်ခဲ့ရမှုတွေငိုကြွေးခဲ့ရမှုတွေခါးတီးတဲ့ဝမ်းနည်းပွဲတွေကိုကြီးပြင်းလာတဲ့ဇယအိုဘဝမှာအပြုံးနဲ့ပြန်လဲတွေးကြည့်နိုင်ပါတယ်။ ဒါမဲ့မိမိကိုမိမိရီးပစ်ခြင်းအတက်ကိုမတင်ယူမိကြတဲ့သူတွေကတော့ခင့်တဲ့ဘဝမှာမကျေနပ်စရာပြဿနာတွေကြီးကြုံတွေ့နေရတတ်ပါတယ်။ဟာတာစိတ်ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ဗိုက်တာမင်တစ်ခု ဖြစ်ပါတယ်။ဒါကြောင့်ဟာတာကိုပြိုးထောင်ပြီးစိတ်တက်ကျန်းမာနေစေရဤဒီညလေးမှာတော့ဆရာတက်လုံရေးသားထားတဲ့တတိယနားဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကရီးလိုက်စမ်းပါဆိုတဲ့ ခေါင်းစဉ်လေးကတော့ပြီးဆုံးသွားပါပြီရှင်။ဒီခေါင်းစဉ်လေးကိုတော့ရုပ်ရှင်အွန်လိုင်းမဂ္ဂဇင်းထဲမှာရေးသားထားတာဖြစ်ပါတယ်ရှင်။ခွန်ရှာတို့နောက်ထပ်စိတ်ဝင်စားပွင့်ရခေါင်းစဉ်လေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။